အမကန်နဲ့ပတ်သက်ပြီးတော့အထင်မြင်မားနေတဲ့အချက်၃ချက်နံပါတ်၁ဘာဖြစ်ဖြစ်အကုန်ယော်မယ်လို့ထင်နေတာအမကန်ကဘာဖြစ်ဖြစ်အကုန်မယော်ပါဘူးအမကန် policy စီမင်းစည်းကမ်းနဲ့ကိုက်ညီမှသာယော်ပေးမှာဖြစ်ပါတယ်နံပါတ်၂အမကန်ကအကုန်လုတ်ပေးမယ်လို့ထင်နေတာတကယ်တမ်းတော့အမကန်ကသူတာဝန်ယူရတဲ့အပိုင်းကိုသူ့ဘက်ကလုတ်ပေးလိုက်လုတ်ပေးပြီမဲ့ သူနဲ့မဆိုင်တဲ့အပိုင်းကိုအမကန်ကလုတ်ပေးမှာမဟုတ်ပါဘူး။ဥပမာပြောရမယ်ဆိုရင်ကားအမကန်မှာဆိုရင် yes scan ကိစ္စအဲတရားရုံးကိစ္စတွေကအမကန်ကုမ္ပဏီက light လုတ်ပေးမှာမဟုတ်ပါဘူး။နံပါတ်3ဒီကတော့တော်တော်လေးအရေးကြီးတယ်။အဲ့ဒါကဘာလဲဆိုတော့စကားနဲ့ပြောထားတဲ့အတိုင်းနေအတီးဖြစ်မှထင်နေတာ။တကယ်ကအေဂျင့်ကပဲပြောပြောမန်နေဂျာကပဲပြောပြောအငင်းပွားမှုတစုံတရာဖြစ်လာရင် policy မှာရေးထားတဲ့စီကံအတိုင်း policy wording အတိုင်းကိုစုံဖြတ်တာဖြစ်ပါတယ်။ မေးစရာမေးခွန်းများရှိရင်ကောင်းမတ်မှာမေးခဲ့လို့ရပါတယ်ကျွန်တော်ကိုအင်းစာပါအားလုံးကျေးဇူးတင်ပါတယ်